လူတွေမှာဆိုလိုချင်တာကတော့လူတိုင်းမှာအိမ်မက်ကိုစီရှိကြပါတယ်။တချို့ကတော့ကိုဘွားမှာအိမ်မက်တွေကိုအကောင့်ထဲပေါ်နိုင်ခဲ့ကြပေမဲ့အများစုကတော့အဲ့ဒီအိမ်မက်တွေက ဖြစ်မလာတတ်ကြပါဘူး။ဆိုတော့အမေရိကန်နိုင်ငံကယ်လီဖိုးနီးယားကအာရှရွန်လိန်ဆိုတဲ့အမျိုးသမီးကတော့သူအဖြစ်ချင်းဆုံးအိမ်မက်တွေထဲကတစ်ခုကိုအကောင့်ထဲပေါ်လိုက်နိုင်ပါတယ်။အခုလလယ်ပိုင်းမှာပဲဒီဒီလလယ်ပေါ့နော်ဂျွန်လလယ်ပိုင်းမှာပဲသူ့ရဲ့အိမ်မက်တွေပြေဝခဲ့ပါတယ်။ သူဟာအာ velvy အာ odexy ဆိုတဲ့အာဇင်ခံသင်္ဘောကြီးပေါ်ကိုပျော့ပျော့ကြီးတက်သွားခဲ့ပါတယ်ဒါဟာနှစ်ပေါင်းများစွာကြာတဲ့သူ့ရဲ့အိမ်မက်ဟာတကယ်ဖြစ်လာခဲ့တာပဲဖြစ်ပါတယ်အခုချိန်မှာတော့ရှယ်လွန်ရင်းရဲ့အသက်က အသက်89နှစ်ရှိနေပါပြီ။သူဟာနောက်ထပ်15နှစ်တိုင်အောင်အဲ့ဒီဇင်ကန်တင်မောကြီးပေါ်မှာနေခွင့်ရမှာ ဖြစ်ပါတယ်။သူကတင်မောကြီးပေါ်မှာအခန်းလေးတစ်ခန်းကို15နှစ်စာနေထိုင်ဖို့အတွက်ဝယ်ယူလိုက်နိုင်တာဖြစ်ပါတယ်။သူနေမဲ့ဇင်ကန်တင်မောကြီးကအခောက်ရေအလိုက်ပေါ့နော်လိုက်ပါတဲ့ဧည့်သည်တွေရှိသလိုပုတ်ပြတ်ငှားတဲ့အခန်းတွေလည်းရှိနေပါတယ်။ ဲ့ဒီအထဲကမှအခန်းတစ်ခန်းကတော့ Sharon Lane ရဲ့ဒီအခန်းပဲဖြစ်ပါတယ် Villa V D Odexi ဟာအခုနောက်ပိုင်းမှာတော့ဇိန်ခံသင်္ဘောကြီးတွေရဲ့စီးပွားရေးအသစ်ဖြစ်တဲ့အခန်းတွေကိုရေရှည်ငှားတဲ့လုပ်ငန်းလဲပါဝင်လာပါတယ်သင်္ဘောကြီးကကဘာတိုက်ကြီးငားတိုက်ကစိတ်ကံပေါင်း100ကျော်ကိုလှည့်လည်သွားလာခဲ့တာဖြစ်ပါတယ်ဆက်ပြီးတော့လဲသွားနေအောင်ပါပါ Villa V D Odexi မှာအတွင်းခန်းတွေနဲ့အပြင်ခန်းတွေဆိုပြီးတော့ရှိကြပါတယ်ဆန်ငါ နှစ်စာအတွင်းခန်းတစ်ခန်းကိုတော့အပြတ်ဝင်ရတဲ့ဈေးနှုန်းကအာဒေါ်လာ တသိန်း2900ဖြစ်ပြီးတော့လဆင်ကြီးအနေနဲ့နှစ်ယောက်ခန်းကိုတယောက်ဆိုလို့ရှိရင်ဒေါ်လာ2000နဲ့တယောက်ခန်းဆိုရင်တော့ဒေါ်လာ3000ပေးရပါတယ်။အပြင်ခန်းတွေကတော့အပြက်ဝယ်ကဒေါ်လာတသိန်း6900ဖြစ်ပြီးတော့တစ်လကိုလူတစ်ယောက်ကိုဒေါ်လာ900အပူပေးရပါတယ်။ကဲပင်လယ်ထဲမှာနေနေတဲ့သူတွေအတွက်တော့ဒါဟာအခွင့်အလမ်းသစ်ဖြစ်မယ်လို့ထင်ပါတယ်ရှင်။